လက်ရှိမှာတော့အရှိအလယ်ပိုင်းမှာအခြေအနေတွေကပေါက်ကွဲလို့နေပါတင်းမာနေပါတယ်။အစ္စရေးကိုပဲ့ထိန်တုံးကြီးတွေအများပြားနဲ့တိုက်ခိုက်နေတာက290ကြော်ကြာသမိုင်းတလျှောက်မှာအစ္စရေးမျိုးတွေကိုဒီလိုတိုက်ခိုက်မှုမျိုးတခါမှမမြင်ဘူးပါဘူး။ အစ္စရေးကအီရန်ရဲ့လေချောင်းရံကာကွယ်ရေးစနစ်တွေကိုတိုက်ခိုက်ခဲ့ပြီးတော့အီရန်ကလည်းအစ္စရေးကိုပယ်ထိန်တုံးကြီးတွေဒရုန်းတွေပြစ်လွတ်နိုင်တဲ့အနေအရာတွေကိုပြစ်မှတ်ထားတိုက်ခတ်နေချိန်မှာအမေရိကန်စစ်စခန်းတွေလည်းတိုက်ခိုက်ခံနေရပါတယ်။အီရန်ရဲ့အရေးပေါ်ကိစ္စတိုက်ခိုက်မှုအပြီးဂျော်ဒန်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေနဲ့တပ်ဆွဲထားတဲ့တပ်စခန်းတစ်ခုကိုဒရုန်းသုံးစင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီဒရုန်းတွေကိုပြစ်ချနိုင်ခဲ့ပြီးတော့ဘယ်အဖွဲ့ကတိုက်ခိုက်တယ်ဆိုတာကိုတော့ထုတ် ေါ်ပြောကြားခြင်းမရှိသေးပါဘူး။အီရန်မှာအားကောင်းတဲ့အီရန်ကြောထောင်းနှောင်းခံပြုလက်နက်ကိုင်အဖွဲ့တွေဟာအစ္စရေးအီရန်ပြည်ပကပြင်းထန်လာနေတဲ့အချိန်မှာတော့တိတ်ဆိတ်နေခဲ့ကြပါဗျ။ အရင်ကတော့ American က Israel ကို Hamas နဲ့စစ်ပွဲမှာထောက်ခံတဲ့အတွက် Iran နဲ့ Syria က American စခန်းတွေကိုဒီလနဲ့ကိုင်းအဖွဲ့တွေကအခါအားလျော်စွာတိုက်ခိုက်ခဲ့ပူပါတယ်။ဒါအပြင်ဇွန်လ23ရက်နေ့မှာဒုတိယနေ့အဖြစ် Iraq ကလနဲ့ကိုင်းအဖွဲ့အစည်းတွေကို ထောက်ခံသူတွေကဗဟိုဘက်ကတက်မှာ စုဝေးပြီး Iran ကို Israel ဖုံးကျဲတိုက်ခိုက်တာအတွက်ရှုံချခဲ့ပါတယ်။ ဘဲကတဲ့က American တန်ယုံနဲ့ပတ်သက်တဲ့နောက်ထပ်အချက်အလက်လေးတွေကိုပြောပြရမယ်ဆိုရင် Israel ကသူတို့ရဲ့စစ်စင်ရေးကိုမစခင်မှာဇွန်လ17ရက်နေ့ကတည်းက American နိုင်ငံသားရေးဝန်ကြီးဌာနဟာဘဲကတဲ့တန်ယုံကမဖြစ်မနေတာဝန်ထမ်းဆောင်ရမယ်ဝန်ထမ်းတွေရလွဲလို့ဝန်ထမ်းအားလုံးကို ထွက်ခွာခိုင်းခဲ့ပါတယ်။ဒီစီစဉ်က American Iran တင်းမာမှုတွေကြားမှာ လုံခြုံရေးအန်တီရဲ့မြင့်တက်လာလို့ပါပဲ။ Iran မှာ American နိုင်ငံသားတချို့ရှိနေသေးပေမဲ့ ုံခဲ့တဲ့9ရက်ကနေရှင်ရင်အရေးအထွက်အများကြီးနေသွားပါပြီ။ American တွေနဲ့ Iran Israel ပြည်ပခရဲကိုပအဝင်လာနိုင်မဲ့နီးလန်းနဲ့တွေ့ရှိတယ်လို့မြင်ပါတယ်။ပထမနီးလန်းကတော့ American စခန်းတွေတမမဟုတ်တန်ယုံတွေတိုက်ခိုက်ခံရကြမှာပဲ။ Iran ဟာမကြသေးခင်က American စခန်းတွေကိုချိန်ချောက်ခဲ့ပြီးတော့ American က Israel ကိုကာကွယ်မယ်ဆိုရင် American စစ်သားတွေကိုတိုက်ခိုက်မယ်လို့ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့အီရန်ကဒုံးကျည်တွေပြစ်လွှတ်တိုင်းအမေရိကန်ကအစ္စရေးဘက်ကနေကာကွယ်ပေးတက်ခဲ့ပေမဲ့အီရန်ဘက်ကတော့သတိပေးုံအားလွဲလို့တခြားဘာမှမလုပ်သေးပါဘူး။ဒုတိယနေလန်ကတော့ရေလက်ကြားတွေပိတ်ဆို့ခံရခြင်းမှာအီရန်ကဟော်မုစ်ရေလက်ကြားကိုပြစ်ပိတ်ထားပြီးတော့ ဒါမှမဟုတ်ရီမင်ကဟူဒီတပုံတွေကပင်လနီဘတ်ချန်ကဘာအမန်ဒလက် ရေလက်ကြားကိုဒါပိတ်ပစ်တာမျိုးဖြစ်နိုင်ပါတယ်ဒီရေလက်ကြားတွေက Sorry Arabia UAE Kuwait Iraq Qatar နဲ့ Iran လိုနိုင်ငံတွေကရေနံနဲ့တဘာဝတံငွေအများအများ တင်ပို့ဖို့အသုံးပြုတဲ့ အဓိကလမ်းကြောင်းတွေဖြစ်တဲ့ဒါကြောင့်ဒီရေလမ်းကြောင်းတွေပိတ်မိသွားရင်ကမ္ဘာတဝန်းလုံးမှာကြီးမားတဲ့ရေနံနဲ့ဆွဲရင်အကျတဲတွေဖြစ်လာမှာပါအရိယကအမေရိကန်အစိုးရနဲ့စစ်တပ်က ရေချောင်းသွားလာမှုလွတ်လပ်ခွင့်ကိုပြန်လည်အမခံချက်ပေးဖို့အတွက်ဂျာဝင်ဆွတ်ဖက်ဖို့လိုလာပါလိမ့်မယ်။ဒီနေရာမှာသတင်းတောင်းတစ်ခုရှိပါတယ်။အီရန်ကအမေရိကန်ဒီစစ်ပွဲတွေကိုပါဝင်ပတ်သက်ကြအောင်လုံးဝမလိုချင်ပါဘူး။အစ္စရေးကအီရန်ရဲ့ Islamic Tolerance အဆောင်တပ်ဖွဲ့ IRGC အီရန်စစ်တပ်အီရန်ရေတပ်နဲ့ထိတ်တန့်စစ်ကောင်းဆောင်တွေကိုထိထိရောက်တိုက်ခိုက်ချေမှုန်းနေတာကိုတွေ့ရပါတယ်။ ဒါရီအားလုံးကအမေရိကန်မပါဘဲဖြစ်ပျက်နေတာပါ။အီရန်မှာအစ္စရေးလိုမဟာမိတ်တွေလည်းမရှိသလိုအစ္စရေးဒါမှမဟုတ်အမေရိကန်လိုစစ်အင်အားလည်းမရှိပါဘူး။ဒါကြောင့်မဲသူတို့ဟာဟူတီ၊ဟာမတ်၊ဟစ်စ်ဘောလာတို့နဲ့ခုခံရေးမဟာမိတ်အဖွဲ့ကိုတိစောက်ခဲ့ကြတာပါ။ အီရန်နေနဲ့အစ္စရေးနဲ့တိုက်ခိုက်တာကိုနိုင်ငံအတွင်းကိုမရောက်စေချင်ခဲ့လို့ပါ။ဒါပေမဲ့အခုတော့ဒါရီအားလုံးပျက်စီးသွားပြီဆိုတာကဘာကအီရန်စစ်တပ်ဘလောက်တောင်အားနေနေပြီလဲဆိုတာကိုမြင်လာရပါပြီ။အီရန်ကောင်းဆောင်ပိုင်းကိုယ်တိုင်လည်းဒီအချက်ကိုခေါင်းခေါင်းသိနေပါဗျ။ဒါကြောင့်အမေရိကန်ကိုဒီစစ်ပွဲတွေကိုပါဝင်လာစေမဲ့ ဘလို့လို့ရဲ့မျိုးကိုမှမလုပ်ချင်ကြပါဘူးတကယ်တော့သူတို့ကအမေရိကန်ကိုဒီစစ်ပွဲမှာဂျာဝင်ဖြန့်ဖြေးပေးဖို့အစ္စရေးနဲ့အီရန်ကြားမှာငင်းချင်းရေးစာချုပ်တစ်ခုရအောင်လုပ်ပေးဖို့တောင်းဆိုနေကြပါတယ်အီရန်ရဲ့ဒီလိုသဘောထားပြောင်းလဲရတဲ့အကြောင်းရင်းကတော့ရှင်းပါတယ်။အစ္စရေးကအရင်တိုက်ခိုက်ခဲ့ပြီးထိထိရောက်တိုက်ခိုက်ခဲ့လို့ပါပဲ။စစ်စင်ရေးရဲ့ပထမဆုံး15မိနစ်အတွင်းမှာတင်အစ္စရေးက IRGC ရဲ့ထိတ်တန်းခေါင်းဆောင်20ဦးနဲ့ အီရန်နျူကလ িয়ার အစီအစဉ်ကိုနှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့နျူကလ িয়ার သိပ္ပံပညာရှင်6ဦးကိုချိန်မုံနိုင်ခဲ့ပါတယ်။ အစိုးရကစားအသည့်တစ်ခုအရအစ္စရေးယားဒီသိပ္ပံပညာရှင်တွေရဲ့လှုပ်ရှားမှုတွေကို တနင်္လာပတ်လောက်လိုင်းလံဆောင်ကြည့်နေကြတာပါသူတို့ဒီသိပ္ပံပညာရှင်တွေနေဘက်မှာဘယ်အချိန်ဘယ်နေရာမှာရှိနေတယ်ဆိုတာအတိအကျသိနေခဲ့ပါတယ်ဒါကြောင့်မေဒီသိပ္ပံပညာရှင်တွေရှိနေတဲ့နေရာတွေကိုတိတိကျကျပြင်မှတ်ထားတိုက်ခိုက်တာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်တခါတလေဆိုရင်အထက်မြင့်အဆောင်အုံတစ်ခုတွေကပြင်မှတ်ထားတဲ့အခန်းအုံတောင်တိတိကျကျပြည့်ခန့်နိုင်ခဲ့ပါတယ် အစ္စရီကာကွယ်ရေးတပ်ဖွဲ့ IDF ကဒီဖြစ်စဉ်တွေဘလို့ဖြစ်ဖြစ်ခဲ့ရဲဆိုတာကိုပြသတဲ့ဗီဒီယိုတွေထုတ်ပြန်ခဲ့ပါတယ် IDF ရဲ့ချိန်ညာချက်မှာတော့အီရန်လက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်ဦးစီးချုပ် IRGC ရဲ့တံမှုနဲ့အီရန်ရဲ့အရေးပေါ်ကုတ်ကဲရေးမှုတို့အားလုံးကိုအစ္စရီရဲ့တိုက်ခိုက်မှုတွေနဲ့ချိန်မုံနိုင်ခဲ့ပြီဖြစ်ကြောင်းအခုအတည်ပြုနိုင်ပါပြီတိုက်ခိုက်မှုတွေကိုတိုက်လေရင်200ကျော်နဲ့အီရန်တဝမ်းမှာပြုလုပ်ခဲ့တာပါ ဒီလူသုံးဦးကနိုင်ငံတကာမှာသွေးစွန်းခဲ့တဲ့ရက်စက်တဲ့လူသက်သမားတွေပါပဲသူတို့မရှိရင်ကမ္ဘာကြီးကပိုကောင်းတဲ့နေရာတစ်ခုဖြစ်ပါလိမ့်မယ်လို့ဖော်ပြထားပါတယ်ဒီအချိန်ဒီမှာအစ္စရေးအစိုးရပြည်သူနဲ့စစ်တပ်ကအီရန်ပြည်သူတွေအပေါ်ဘာရန်လုံမှုမှမရှိပါဘူးတကယ်တော့အစ္စရေးကသူ့ကိုယ်သူသာမကအနောက်နိုင်ငံတွေအားလုံးကိုပါ ချိန်ချောင်းနေတဲ့သူတွေကိုချိန်မုံဖို့ပဲရှိရပါတယ်တိုက်ခိုက်မှုတွေကိုလည်းကြည့်ရင် ပြင်းထန်ထားတဲ့လူတွေကိုပဲတိတိကျကျပြင်းထန်ထားခဲ့တာကိုတွေ့ရမှာပါ။ဥပမာ တိုက်ခဲအဆောင်တော်တစ်ခုလုံးကို တိုက်ခိုက်တာမျိုးမဟုတ်ပဲပြင်းထန်ထားတဲ့တိကျတဲ့အခန်းကိုပဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါကအစ္စရေးအစိုးရဟာ သူနိုင်ငံရဲ့ပြည်သူတွေကိုကာကွယ်တဲ့ဘက်ကိုပဲလှုံ့ဆော်နေတယ်ဆိုတာပြသနေရဖြစ်ပြီးတော့နိုင်ငံရေးရှိရချက်လုံးဝမပါပါဘူး။အီရန်စစ်ဘက်မှာအသက်ခံရသူတွေရဲ့စီးရင်ကိုကြည့်ရင်နျူကလ িয়ার သိပ္ပံပညာရှင်တွေမဟုတ်ပဲစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေပါဝင်ပါတယ်။အထူးသဖြင့်ဟူစိန်ဆလမန် IRGC ရဲ့အကြီးအကဲ2018ခုနှစ်ဟူစန်ဆလမန်နီလှုပ်ချန်ခံရပြီးတဲ့နောက်သူ့နေရာကိုအစားထိုးတဲ့သူနဲ့အစ်မဲလ်ခန်နီ အာရတိုလာရဲ့ဒုတိယလယ်ယုံ အမြင့်ဆုံးခေါင်းဆောင်ရဲ့အဆုံးဖြတ်ချက်ချရာမှာအရေးပါသူတို့ကအဓိကကြရှုံးခဲ့ပါတယ်ဒီလုံခြုံမှုတွေဖြစ်ပြီးတဲ့နောက်အီရန်မှာကြီးမားတဲ့ထိလန့်မှုတွေဖြစ်ခဲ့ပြီးတော့ IRGC ကထိတ်တန်းကောင်းဆောင်များစွာနဲ့အစိုးရလက်ထက်ရလူတွေတောင် နိုင်ငံအနေထွက်ပြေးဖို့စ조사ခဲ့ကြပါတယ်ရုရှားကိုလေရင်တွေနဲ့ထွက်ပြေးတာမျိုးတွေကိုလည်းရှိခဲ့တာအီရန်ကနေထွက်ခွာနေတဲ့ခီးတဲ့တင်လေရင်တစ်စီးကကောင်းဆောင်မှုမိသားစုဝင်အများအပြားပါဝင်နိုင်တယ်လို့တန်တရားရှိခဲ့ကြပါတယ်ဒီအချိန်လေးစိုးရွားလုံးတာကြောင့် IRGC ကိုယ်တိုင်ကတာဝန်ကိုမထမ်းဆောင်တဲ့ IRGC အဖွဲ့ဝင်မှန်သမျှကိုသစ္စာပေါက်အဖြစ်သတ်မှတ်မယ်လို့တောင်းကြေညာခဲ့ရတာ ာပါဒါသူတို့တွေကအများအပြားကိုကိုကိုကဲတင်ဖို့နိုင်ငံအနေထွက်ပြေးဖို့စူးစမ်းခဲ့ကြပြီးတဲ့နောက်မှာမှချိန်ညာဖြစ်ခဲ့တာပါဒီစစ်စင်ကြီးကအရေးကြီးတဲ့မရှင်တစ်ခုပါအီရန်ဆိုးရွားက ကျွန်တော်တို့ရဲ့အရက်သားရက်ွက်တွေကိုပုံချဲနေချိန်မှာအစ္စရေးကတော့အကြမ်းဖက်သမားတွေကိုပဲတတိကျကျပြစ်မှတ်ထားနေတာပါဒါကအီရန်အတွက်အသက်ဆန်းမဟုတ်ပါဘူးသူတို့ကအရင်ကလည်းသမရထရန့်ကိုလုံးချန်ဖို့နှစ်ခါစူးစမ်းခဲ့ပူပြီးတော့မရိဂန်တန်ယုံတွေကိုပုံခွဲဘေရုတ်မှာရေတပ်သား240ဦးကိုတပ်ဖြတ်ခဲ့ပါတယ် အီရန်နဲ့အာဖဂန်နစ္စတန်မှာလည်းသူတို့ရဲ့ဖောက်ခွဲရေးပစ္စည်းတွေနဲ့အမေရိကန်ထောင်ပေါင်းများစွာကိုတပ်ဖြတ်တံရရစေခဲ့ပါတယ်။သူတို့ကအမေရိကန်အလံကိုမီးရှို့ပြီးအမေရိကန်သိဆုံးပါစေလို့အော်ဟစ်ပြီးတော့အမြဲတမ်းပြောခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့် Israel အတွက်တော့ American ကိုကျွန်တော်တို့ရဲ့ရန်သူကခမည်းရဲ့ရန်သူပါပဲလို့ပြောဆိုပါမှာပါ။ အစ္စရေးလုံနေတာကစောစောစီးစီးပဲဖြစ်ဖြစ်နောက်ကျမှပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးကိုချိန်ချောက်မဲ့အရာတစ်ခုကိုခိုင်းတွယ်ဖြေရှင်းနေရပါဒါကြောင့်အစ္စရေးရဲ့အောင်ပွဲကအားလုံးရဲ့အောင်ပွဲပါပဲဒီအောင်ပွဲကိုဘယ်လိုရည်ရွယ်ထားလဲဆိုတော့အစ္စရေးကကောင်းမွန်တဲ့အရာတွေလှုပ်ဆောင်ပေးပါပြီအီရန်ရဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲတွေနျူကလ িয়ার လက်နက်တွေတိစောက်တဲ့နေရာမှာဦးဆောင်နေတဲ့သူတို့ရဲ့အကြီးအကဲနည်းပညာတွေကိုချိန်မုံနိုင်ခဲ့ပါပြီဒါရီအားလုံးကိုလှုပ်ဆောင်ပေးပေမဲ့ လုံးစရာတွေအများကြီးချက်နေပါသေးတယ်ဆိုတာကိုသတိပြုမိပါတယ်။ဒါကြောင့်အစ္စရေးကပြင်ဆင်နေပြီးတော့တီဟီရန်စီကိုလမ်းဖွင့်ထားပြီလို့လည်းပြောပါတယ်။တီဟီရန်ကောင်းကင်ယံကအစ္စရေးရဲ့လေယာဉ်မှူးတွေကအီရန်အစိုးရကိုသူတို့စိတ်ကူးတောင်မရင်နိုင်တဲ့ထုံနဲ့ချက်တွေပေးပါလိမ့်မယ်။အီရန်ကအကြီးတန်းကောင်းဆောင်တွေဟာအခုပဲသူတို့ရဲ့အထုပ်ပိုးတွေထုတ်ပိုးနေကြပြီဆိုတော့သတင်းချက်လက်တွေရရှိထားပြီးတော့သူတို့ဘာတွေလာမလဲဆိုတာခံစားမိနေပါပြီ။ အစ္စရိယသာဒီလှုပ်ဆောင်မှုတွေမလုပ်ခဲ့ဘူးဆိုရင်ဘာရီဖြစ်လာမလဲဆိုတာပြောရရင်အီရန်ရဲ့ဒီမတရားတဲ့အစိုးရကသူတို့တည်ဆောက်မဲ့နျူကလ িয়ার လက်နက်တွေကိုသူတို့ရဲ့အကြမ်းဖက်ကိုယ်စားလှယ်တွေစီ ပေးဖို့အစီအစဉ်နေတဲ့သတင်းချက်လက်တွေရရှိထားတာပါဒါကနျူကလ িয়ার ထရဆန် and steroid လို့ခေါ်ဆိုနိုင်ပြီးတော့တကယ်ပါလုံးကိုချိန်ချောက်လာနိုင်မှာဖြစ်ပါတယ် တရီအားလုံးကို အစ္စရေးယမရိယန်သမရဒေါ်နယ်ထရန့်နဲ့အမေရိကန်ပြည်သူတွေကမ္ဘာအခြားနိုင်ငံအများအပြားရဲ့ထင်ရှားတဲ့ထောက်ခံမှုတွေအတူလှုံ့ဆော်နေတာပါ။ဒါကြောင့်ဖျားသခင်ရဲ့အကူအညီနဲ့လောလတဲ့လူအဖွဲ့အစည်းအားလုံးရဲ့သဘောထားကောင်းတဲ့ရှင်မန်းချက်အပြည့်နဲ့အစ္စရေးအောင်ပွဲခံခဲ့ပါလိမ့်မယ်။အစောပိုင်းထိလက်မှုတွေညှိနှိုင်းသက်သွားပြီးတဲ့နောက်အီရန်ကအစောပိုင်းတိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်ဖို့ပြန်လည်လှုံ့ဆော်ခဲ့ပြီးတော့ Tel Aviv ကိုပြစ်မှတ်ထားခဲ့ပါတယ်။ အီရန်မှာအလွန်ကျယ်ပြန့်ပြီးတော့အားကောင်းတဲ့ဒုံးကျည်အစီအစဉ်ရှိပါတယ်။သူတို့မှာပဲထိန်ဒုံးကျည်တထောင်ကနေ၈000အထိရှိနေတယ်ဆိုတာခံမှန်းရပါတယ်။အစိုးရသတင်းတွေအရအစ္စရေးကဒုံးကျည်တွေနဲ့ဒါဒုံးကျည်ပြုလို့စနစ်အများပြားကိုဖျက်ဆီးနိုင်ခဲ့တာကြောင့်အီရန်ကလက်တော့ပြန်တိုက်ခိုက်ဖို့နှောင့်နှေးနေတဲ့အချိန်မှာအစ္စရေးနိုင်ငံသားတွေအတွက် အများကြီးအထောက်အကူဖြည့်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အရာထိုလာက IRGC ကိုအရေးပေါ်ပဲ့ချင်းတုံးကြီးထောင်ထဲချီပြုတ်လို့ဖို့အမိန်ပေးခဲ့တယ်လို့သတင်းတွေကထွက်ပေါ်နေပြီမဲ့ကံကောင်းစွာနဲ့တုံးကြီးအများအပြားကအစ္စရေးတိုက်ခိုက်မှုကြောင့်လုံးဆောင်နိုင်စွမ်းကင်းမဲ့နေပါပြီ။ဒါပေမဲ့အီရန်ကတော့လက်တုံးပြန်ခဲ့ပြီးတော့အစောပိုင်းသတင်းတွေကဒီလိုဖော်ပြခဲ့ပါတယ်။ ။အစ္စရေးကအခုဆိုရင်ကြီးမားတဲ့အပေထင်းထုံးကြီးတိုက်ခိုက်မှုအောက်မှာရှိနေပါတယ်။အစ္စရေးမှာနေထိုင်တဲ့အနောက်ကနိုင်ငံကတရင်နောက်တူဦးကလည်းကျွန်တော်ဒီမှာခုနှစ်နှစ်နေပါတရင်လောက်ခဲ့တာဒါမျိုးအစ္စရေးမျိုးတစ်မျိုးကိုတိုက်ခိုက်တာတခါမှမမြင်ဘူးပါဘူး။လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအများအပြားအလုံးလုံးနေတာကိုမြင်ရတာလည်းတကယ်ကိုထူးခြားပါတယ်။သူတို့ကတယ်အဗစ်မျိုးလေကောင်က နေရာတချို့ကိုပြစ်မှတ်ထားပုံရပါတယ် အစ္စရေးကဝေးဝင်စည်းဌာနကဒီကနေ့နှစ်မိုင်လောက်ပဲကွာတာပါသူတို့ဒီလို ကာတာတို့ဒုံးကြီးကဝေးစနစ်တွေစသုံးရတယ်ဆိုတာကအစ္စရေးရဲ့ဒုတိယအကြီးဆုံးမြို့ကိုတိုက်ရိုက်ထိုက်ခတ်နေပြီဆိုတာပြသနေတာပါပဲတခြားဒေသတွေမှာဘာတွေဖြစ်နေလဲဆိုတာတော့အတိအကျမသိရသေးပါဘူးဘာလို့ဖြစ်မှတ်ထားတယ်ဆိုတာကိုအပြည့်စုံနားလည်ဖို့အတွက် နောက်ထပ်သတင်းအချက်အလက်တွေစုဆောင်ပြီးတော့စောင့်ကြည့်ရပါဦးမယ်။ဒါပေမဲ့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေနဲ့ဗီဒီယိုမှာမြင်ခဲ့ရတာတွေကတော့မော်ကုတ်စဝိုင်းကို တုံခါသွားစေတဲ့ကြီးမားတဲ့ပေါက်ကွဲမှုတွေဂျာအဗစ်မှာပေါက်ကွဲတဲ့နေပြီးတော့အလင်းရောင်တွေလင်းဝါသွားတာပါပဲ။ဒါကြောင့်ကျွန်တော်တို့ပုံခိုစရာရှာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါအစ္စရေးအတွက်မကြုံစဘူးအခြေအနေတစ်ခုဖြစ်နေလို့ပါ။ တိုင်းရဲ့ချုံးလွှဲမှုမှာကျွန်တော်တို့ဒါကိုတိုင်းရဲ့ကြီးစုနေခဲ့ပြီးအီရန်က ဘာကြောင့် TLVIC ကိုပဲအဓိကပြတ်မှတ်ထားနေရတာလဲဆိုတာဆွေးနွေးခဲ့ကြပါတယ်လို့ဆိုပါတယ်။တကယ်တော့ Israel ရဲ့ TLVIC မြို့မှာကာကွယ်ရေးအခြေခံစောင့်အုံတွေအများကြီးရှိနေလို့ Iran ကသူတို့တိုက်နိုင်သမျှဖျက်ဆီးပစ်ဖို့ကြိုးစားနေတာပါ။ Israel ကစစ်စင်ရေးကိုစတင်ခဲ့ပြီးတော့ Iran ကဒီမနက်မှာလက်တုံပြန်ခဲ့ပါတယ်။ဒါပေမဲ့အရင်မတိုင်ခင်ကလည်း Israel ကဒီမနက်မှာနောက်ထပ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီးတော့အခုတော့ Iran ကပြန်လည်လက်တုံပြန်နေတာပါ။ အီရန်ကအစ္စရေးမျိုးရီတဲကမှတဲအဗစ်ကိုပဲအဓိကပြစ်မှတ်ထားတာခါတော့တဲအဗစ်ကအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF နဲ့မိုဆက်ရဲ့ဌာနချုပ်တွေတရှိရနေရဖြစ်လို့ပါပဲ။ အစ္စရေးကာကွယ်ဝင်ကြီးဌာနဌာနချုပ်ကိုဒီမနက်လွန်ခဲ့တဲ့နှစ်နာရီအားမှ ထိမှန်ခဲ့ပါတယ်။ဗန်နစင်းပြုတ်လို့တဲ့ဆိုတာကတော့အတိအကျမသိရပေမဲ့တချို့ဒရုန်းကြီးတွေထိမှန်နေတာကိုကြည့်ရင်တတော်များများပြုတ်လို့နိုင်တယ်လို့ခန့်မှန်းနိုင်ပါတယ်။အစ္စရေးမှာကောင်းမွန်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရှိပါတယ်။ဒါပေမဲ့ပေထိန်ဒုံးကြီးအားလုံးကိုရတန်းဖို့ဆိုတာအလွန်ခက်ခဲပါတယ်။ဟာမတ်စ်ကအစ္စရေးကိုအမြဲတမ်းပြစ်နေတဲ့ရော့ကက်တွေနဲ့ရှင်ရင် ပယ်ထိန်ဒုံးကြီးတွေကအများကြီးပုံမြန်ပါတယ် Iron Dome စနစ်ကနေကွေပြီးတော့ပြစ်ချလွယ် rocket တွေကို အလွယ်တကူကာကွယ်နိုင်ပေမဲ့ပယ်ထိန်ဒုံးကြီးတွေကအလွန်မြန်စနစ်အတွက်ကာကွယ်ဖို့ပိုခက်ပါတယ် Israel ဒီမနက်မှာ Iran ကအရက်သားနေရာတွေကိုပြတ်မှတ်ထားမယ်ဆိုရင် Iran မှာလုပ်နေတဲ့စစ်စင်ရေးတွေကိုချဲ့ထွင်မယ်လို့ပြောခဲ့ပါတယ်ဆိုလိုတာက စီးရီးပြင်းမှတ်တွေနဲ့နျူကလ িয়ার ပြင်းမှတ်တွေတင်မကတော့ပဲအီရန်ရင်းနှံဆက်ယုံတွေရင်းနှံပိုင်ဆိုင်မှုတွေလိုမျိုးကိုလည်းစတင်ပြီးတော့တိုက်ခိုက်တော့မယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာကနေအာယုံဆိုင်မှုကိုအီရန်ဘက်ကပြန်ပြောင်းသွားပါမယ်။ဘာလို့လဲဆိုတော့အစ္စရေးရဲ့အစစ်စင်ရေးတွေဟာဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးတော့အစ္စရေးသရှိုတွေဖြစ်တဲ့မိုဆက်သရှိုတွေကအီရန်နိုင်ငံအတွင်းဒီဂရန်မြို့အတွင်းမှာအခုထိလှုပ်ရှားနေသေးပါ။မကြသေးခင်ကတီဟီရန်ကနေထွက်ပေါ်လာခဲ့တဲ့တော်တော်လေးထိလန့်စရာကောင်းတဲ့ရုပ်ပုံတစ်ခုရှိပါတယ်။ မြို့ရင်းကနေဒုံးကြီးတစဉ်ထွက်လာပြီးရနောက်မြို့ရင်းမှာပဲပြန်ချသွားခဲ့တာပါလူအများပြားကမိုဆက်အေဂျင့်တွေဟာတီဟီရန်ရဲ့လေကြောင်းရန်ကာဝေးစနစ်တွေကိုဖျက်ဆီးခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒါပေမဲ့အတားကစစ်ပွဲရဲ့အခြေအနေမသေးချာမှု fall out ွားကြောင့်ဘာဖြစ်ခဲ့လဲဆိုတာအတိအကျမသိပါဘူး။ဒါဟာမာယွန်းစွာပြုတ်လုခဲ့တာလား။ဒါမှမဟုတ်မိုဆက်အေဂျင့်တွေတခုခုလုခဲ့တာလား။မာယွန်းစွာပြုတ်လုခဲ့တာဆိုရင်တော့အီရန်ကဘယ်တော့မှဝင်ခံမှာမဟုတ်ပါဘူး။ဒါပေမဲ့မိုဆက်သက်ရှိုးတွေလက်ချက်ဖြစ်နိုင်တယ်လို့လည်းယုံကြည်ဖို့ကသိပြီးတော့အလံမဝေးပါဘူး။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ညကမှအစ္စရေးကအီရန်နိုင်ငံအတွင်းမှာ ပြောရမယ်ဆိုရင် drone scan တစ်ခုတိဆောက်ခဲ့ရဲဆိုတဲ့သတင်းတွေရခဲ့ပါတယ်။ Israel က Operation Rising Lion စစ်စင်ရေးကိုမစခင်မှာဒီ drone တွေစတင်လှရှာခဲ့ပြီးတော့ Iran ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒီလိုနည်းနဲ့ Israel ဒုံးကြီးတွေနဲ့ချက်လျင်တွေဟာ Iran လေပိုင်းနက်ထဲကိုစိတ်ကြိုက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ဒါဟာရိုင်းဆိုင်တဲ့ကောလာဟလတစ်ခုမဟုတ်ပါဘူး။စစ်စင်ရေးစတင်ပြီးနိုင်နိုင်ငံအကြာမှာ IDF Israel ကာကွယ်ရေးတပ်ဖွဲ့က Iran နိုင်ငံအတွင်းမှာ Israel အေးဇင့် င်းတွေလှူရှာနေတာကိုဖျားထားတဲ့ဗီဒီယိုတွေထုတ်ပြန်ခဲ့ပါတယ်။ဗီဒီယိုအစမှာအေဂျင့်တွေဒရုန်းတွေကိုချိန်ရွယ်နေတာမြင်ရပြီးတော့ဗီဒီယိုအဆုံးမှာတော့အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုတွေ့ရပါတယ်။ဒါရီကရုရှားကနေရရှိထားတဲ့ရုရှား S300 နဲ့ S400 စနစ်တွေပါ။ဒီလေကြောင်းရန်ကာဝေးစနစ်တီဟာအခြေခံအားဖြင့်အသုံးမဝင်တော့ပါဘူး။ဘာလို့လဲဆိုတော့ drone တွေနဲ့ drone ကြီးတွေက သူတို့ကိုချိန်မုံနေလို့ပါပဲလေကြောင်းရန် ကာဝေးရဲ့အလုပ်ကအီရန်လီပိုင်နဲ့တဲဒုံးကြီးတွေနဲ့ဒရုန်းတွေကိုဖျက်ချဖို့ပါဒါပေမဲ့သူတို့ဘာတစ်ခုမှမလုပ်နိုင်ပဲအစ္စရေးချက်လင်ရင်နေနဲ့အစ္စရေးဒုံးကြီးတွေရဲ့ဖျက်ဆီးခြင်းကိုပဲခံနေရပါတယ်အီရန်နေနဲ့ရုရှားစီကနေဒါအတွက်ငွေပြန်တောင်းသင့်တယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ပူတင်ကတော့အဲဒီပတ်စံတွေကိုယူကရိန်းမှာတုံးဖြုံးပြီးလောက်ပြီလို့ထင်ပါတယ် အစ္စရေးနဲ့အီရန်တို့ကြားပြိပက္ခပို့ပြီးတော့တင်းမာလာနေပါတယ်။အစ္စရေးဘက်ကအီရန်ရဲ့ထိတ်တန်းစစ်ကောင်းဆောင်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုပြင်းထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အီရန်ဘက်ကလည်းအစ္စရေးမျိုးတော်တယ်အဗစ်ကိုပယ်ထိန်တုံးကြီးတွေနဲ့ပြန်ပြီးတော့ပြစ်ခတ်ခဲ့ပါတယ်။ဒီပြိပက္ခကအမေရိကန်ပြည်တော်စုကိုပါဆွဲခေါ်လာနိုင်ခြင်းရှိပြီးအထူးသဖြင့်အမေရိကန်စစ်အခြေစိုက်စခန်းတွေတိုက်ခိုက်ခံရတာဒါမှမဟုတ် Homos Yelena နဲ့ ဘာဘန်မန်နီဒတ်ရီလက်ဇာရီကိုပိတ်ဆို့တာတွေဖြစ်လာရင်ပို့ပြီးတော့ကြီးထွားလာနိုင်ပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့အမေရိကန်ကိုဒီစစ်ပွဲတွေကိုပါဝင်စေချင်မှမရပါဘူး။အမေရိကန်ရဲ့ဂျာဝင်စစ်ဆင်မှုကိုတောင်းတောင်းဆိုနေတာတွေတွေ့ရပါတယ်။အစ္စရေးရဲ့ထိရောက်တဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်စစ်တပ်ရဲ့အားနည်းချက်တွေကိုကဘာအမြင်တွေ့ခဲ့ရသလိုအီရန်ကောင်းဆောင်တွေကလည်းစစ်ပွဲကြီးတစ်ခုကိုရှောင်ရှားခြင်းပုံရပါတယ်။ ဗီဒီယိုလေးအဆုံးနှိမ့်လိုက်ပါရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ဆုံတွေ့ကြပါစို့ရှင်။